မင်္ဂလာပါရှင်။ဇွန်လ29ရက်တနင်္ဂနွေနေ့ရက်ရန်ကုန်ခွင်တင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင်မိုးရသည့်စုပေါင်းသစ်ပင်စပြိုးဝဲကျင်းပရတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီရဲ့ဦးဆောင်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီရဲ့တည်ရန်ဇာတာသွန်ဆွေရေးနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့်ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပူးပေါင်းကျင်းပသောတပင်စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်စုပေါင်းတပင်စိုက်ပျိုးပွဲကိုဇွန်လ29ရက်နေ့နေ့ပိုင်းကရွှေပြည်သာမြို့နယ်ရှိကွန်ပျူတာတက္ကသိုလ်တွင်ကျင်းပကြောင်းသိရပါသည်။ အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ရန်ကုန်တိုင်းဒေသကြီးအာကစားနေလူငယ်ရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌဦးစော်လင်ဦးရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောခချုပ်ဒေါက်တာမီမီခင်နဲ့တရံဇာတာတုံဆွေရည်နှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဒေါ်ယူပါဖိတ်ကြားထားသူများနဲ့ចောင်းသားចောင်းသူများတက်ရောက်ကြပြီးចောင်းဝင်းအတွင်ရှိဒီပဆောင်တွင်စိန်ပန်းပင်ဗရောက်ပင် အာဆီယံတပြေပင်နှင့်ပြည်မပြည်များကိုစိုက်ပျိုးကြပါသည် ဆက်လက်ပြီးတစ်ပင်စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပရာရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာမီမီခင်မှအဖွင့်အမှားစကားပြောကြားပြီးတရံစာတာသုံးဆွေရေးနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဒေါ်ယူပါကမြစ်တာတရားရီရှင်သန်မှုစိမ့်နှံခြင်းကိုဥတီစုကောင်းစဉ်ဖြင့်ဟောပြောကြောင်းသိရပါပါရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါဆက်လက်တင်ဆက်ပြမှာကတော့ကွန်ချက်ကုန်မြူတွေတွင်ကျမကြီးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီးတဲ့တွင်ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးကွန်းချံကုန်းမြို့နယ်တော်ခရမ်းလေးကျေးရွာအုပ်စုတော်ခရမ်းလေးကျေးရွာမှဒေသခံပြည်သူများကိုဇွန်လ29ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းစစ်ဌာနချုပ်ဒလတန်နေနေလေးစေကူတာရေးဘွဲကတောင်မိုးကျောင်းလိုက်တွင်ကျမကြီးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီးကြောင်းသိရပါဗျ။အဲ့ဒီလိုကျမကြီးဆောင်ရှောက်မှုပြရာတွင်တန်ဃာတော်၅ပါး ကြား62ဦးမ85ဦးစုစုပေါင်း152ဦးတို့ကိုလိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကြောင်းနဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအားကွန်းချန်ကုမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတာဝန်ရှိသူများကရင်းနှီးနှီးတွဲဆောင်အားပေးပြီးလိုအပ်သည်များဆောင်ရွက်ပေးကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုလို့စေနွေကပေးပို့လာတာပါ ထပ်မံတင်ဆက်ပေးမှာကတော့စေကြီးခနောက်တို့မြို့နယ်တွင်ရှေးဥပြုစုချင်းအခြေခံသဏ္ဍန်ဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစေကြီးခနောက်တို့မြို့နယ်တွင်မြို့နယ်မိခင်နေကလေးဆောင်ရှောက်ရေးအသင်းနှင့်မြို့နယ်ကျက်ချင်းဤအသင်းဝယ်တို့ပူးပေါင်းဖွင့်လှစ်တဲ့ရှေးဥပြုစုချင်းအခြေခံသဏ္ဍန်ဖွင့်ပွဲကိုဇွန်လ29ရက်နေ့နက်9:00နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမှာပြုလုပ်ကြောင်းသိရပါတယ်။သဏ္ဍန်ဖွင့်ပွဲတွင် မြို့နေမိခင်နေကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါက်အေးခိုင်ကသင်တန်းဖွင့်မှာစကားပြောကြပြီးမြို့နယ်ကျက်စီနေအသင်းခွင့်ဥက္ကဋ္ဌဒေါက်တာတန်းထေကသင်တန်းဖွင့်လက်တင်ကြားရခြင်းအရွယ်ချက်အားရှင်းလင်းပြောကြားပါရယ်သင်တန်းတွင်မြို့နယ်တွင်းရှိရုပ်ကကိုရက်ကွက်မှမိခင်နေကလေးစောင့်ရှောက်ရေးအသင်းဝင်သင်တန်းသူ40ဦးတက်ရောက်ကြပြီးဇွန်လ29ရက်မှ29ရက်နေ့ထိတင်ကြားပို့ချပေးမှာဖြစ်ကြောင်းသိရပါရယ်ရှင်ဒီသတင်းကိုတော့ဝေယံကပေးပို့လာတာပါ နောက်ထပ်တင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်တွင်ငလင်ဘေးအန်နီရဲ့ဆိုင်းယာသရံတူဇက်တိုက်လေးကျင်းတဲ့တဲ့ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်တွင်ဘေးရဲ့နေဆိုင်းယာစီမံခန့်ခွဲမှုဦးစီးဌာနမှငလင်ဘေးအန်နီရဲ့ဆိုင်းယာသရံတူဇက်တိုက်လေးကျင်းခြင်းဆောင်ရွက်မှုကိုကြောက်တန်းမြို့အခြေခံပညာအလဲတန်းမြို့မကျောင်းတွင်ဇော်လာ29ရက်မိုးလွယ်ပိုင်းကပြုလုပ်ရာဘေးရဲ့နေဆိုင်းယာစီမံခန့်ခွဲမှုဦးစီးဌာနမှ တန်လင်းခရိုင်ဒုတိယညွှန်ကြားရေးမှူးဒေါက်တာဇေယျမင်းကအဖွင့်အမှားစကားပြောကြားပြီးလက်ထောက်ညွှန်ကြားရေးမှူး UH ကန်ထူနဲ့တာဝန်ရှိသူများမှငလင်ဖြစ်ပေါ်မှုနဲ့ပတ်သက်ပြီးငလင်ဘေးအန္တရာယ်ဆိုင်ရာတရံတူစက်တိုက်လေးချင်းချင်းဆောင်ရွက်မှုကိုကျောင်းသားကျောင်းသူများအားလေ့ကျင့်သင်ကြားပေးကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပြီးမှာကတော့လိုင်သာယာအရှိပိုင်းမြို့နယ်တွင်မျက်စိဝေဒနာရှင်များအားကျမ်းမာရေးဆောင်ရှားမှုပေးတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလမ်းသာရအရှိပိုင်းမြို့နယ်တွင်မျက်စိဝေဒနာရှင်များအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကိုစွန်လ29ရက်နေ့နဲ့စနေနေ့ကအမှတ်3ရက်ကွယ်ဓမိကာယုံကျောင်းမြစ်တာအလင်းအောင်စီကံတွင်ဆောင်ရွက်ပြီးကြောင်းသိရပါသည်အဲ့ဒီလိုစောင့်ပေးရရင်မြို့နယ်တန်ခါနာရကဆရာတော်ကြီးများမှဦးဆောင်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ကြီးကြပ်မှုဖြင့်မျက်စိဝေဒနာရှင်150ဦးအားဂျမ်းမာရေးစစ်ဆေးကုသမှုများစောင့်ပေးကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ခင်ဝင်းမှုကပေးပို့လာတာပါ